မင်္ဂလာပါညီကိုတို့ Not to the football official page ကနေကြိုဆိုပါရစ်ဒီနေ့ဗီဒီယိုလေးကတော့မနက်ဖြန်စနေနေ့မှာဆော့မဲ့အော်တိုဘာလ18ရက်နေ့ဘောလုံး online နှစ်ဆမောင်းကိုတင်ဆက်ပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဘောလုံး online နှစ်ဆမောင်းကနိုင်ဖို့ရကိုင်းတော့တော်တော်လေးကိုများတယ်ကျွန်တော်တို့ဒီယာဒီမှာဘောလုံး online နှစ်ဆမောင်းကိုစက်တင်ဘာလ28ရက်နေ့ကစပြီးလက်ရှိပုံတွေကအတိုင်းပဲအော်တိုဘာလ10ရက်နေ့ထိကျွန်တော် total ငါးပွဲဖန်တီးခဲ့တယ် YouTube မှာတင်ပေးခဲ့တယ်ဘောလုံး online နဲ့စာအောင်တင်ကျွန်တော်တို့တရားရကင်တော့အနရရှိတာပါတယ်ရှုံးပွဲမရှိသေးဘူးနိုင်ဖို့ရကင်တော့တော်တော်လေးကို chance ကများပါတယ်ဆိုတော့ဒီနေ့မနက်ဖြန်ဆော်မဲအော်တိုဘာ16ရက်နေ့ဘောလုံး online နဲ့စာအောင်က6ကြိမ်မြောက်ကျွန်တော်ဖန်တီးပြုလုပ်တဲ့ဘောလုံး online နဲ့စာအောင်ပဲဖြစ်ပါတယ်ဒီ video ထဲမှာမနက်ဖြန်စနေနေ့ဆော့မဲ့ဘောလုံး online နဲ့စာအောင်ဘလူးကြီးနဲ့ရွေးထားတယ်ဘယ်အသင်းကြီးကဘလူးဖြစ်ရင်နိုင်မယ်ဆိုတာကိုကျွန်တော်ဒီ view ထဲမှာအသေးစိတ်တိကျလေးကိုရှင်းပြပေးသွားပါမယ်ဒါကြောင့်မလို့ video ကိုစုံနေတိကြည့်ဖို့အတွက်ပြောခြင်းပါတယ်ခင်ဗျ ဘောလုံး online နှစ်ဆမောင်းဒါကကျွန်တော် online မှာဆော့ထားတယ်အဥပမာကိုကဒီဘောလုံး online နှစ်ဆမောင်းကိုတသိန်းလောင်းနေဆိုရင်အနှစ်သိန်းပြင်ရမယ်အရင်မှာပါပြီးသားပေါ့လေအမြတ်သီးတန့်ကြည့်မယ်ဆိုရင်ကျွန်တော်တသိန်းလောင်းရင်တသိန်းအမြတ်ထွက်မယ်လို့ပြောလို့ရတယ်အဒီ online နှစ်ဆမောင်းကိုကိုရိုင်းလက်ရွေးပြီးတော့ကိုရိုင်းလက်ဆော့လို့ရတယ်လို့တို့အလုရှုပ်တယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ကိုဆော့ခိုင်းလို့ရတယ်ကျွန်တော်ဘက်ကဆော့ပေးရဲ service ပေးပါကျွန်တော်ရဲ့ wave number ဖြစ်ဖြစ် kp number ဖြစ်ဖြစ်ကျွန်တော် account ထဲကိုငွေလွှဲပြီးတော့ကျွန်တော်ဘက်က အာဆော့ပေးတယ်ဆော့ပြီးသွားရင်ဆော့ထားပါတယ်ဆိုတော့တတိအထောက်ထား screen shot တွေကိုညီကိုတွေကိုပြင်လဲပြီးတော့ပေးပို့ပေးပါတယ်ဆော့ကအနေနဲ့ဆိုရင်တော့နိုင်ငံရင် total ငွေရဲ့900ရာခိုင်နှုန်းသားကျွန်တော်အကောင့်အနေနဲ့ယူပါတယ်အတခုပြောစရာရှိတာကကျွန်တော်ကိုဆော့ပေးပါဆိုပြီးတော့ service add တဲ့ညီကိုတွေအနေနဲ့အာမနက်ပြန်စနေနေ့နေ့လေ 3နိုင်လောက်နောက်ဆုံးထားပြီးတော့လာပြီးပါအခုတည်းကလည်းじゃငွေလွှဲထားပြီးတော့ဆော့မယ်ဆိုပြီးတော့လာပြောထားလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့မနေ့ပြန်ကြရင်ကျွန်တော်ညနေကြရင်အပြင်နေပါသွားဖြစ်တယ်ဆိုရင်အာပွဲချိန်နီးမှကျွန်မလားဟိုဘောလုံးပွဲစကန်နီးမှလာပြီးတော့ဆော့ပေးပါထုတ်ပေးပါဆိုရင်ကျွန်တော်ကွန်ပျူတာဖွင့်ပြီးလောက်အောင်ဖြစ်တာကြောင့်မလို့အခက်အခဲလေးတွေဖြစ်နိုင်တယ်။ဒါကြောင့်မလို့မနေ့ပြန်ဆော့ပေးပါဆိုတဲ့ညီကိုရီအနေဖြင့်မနေ့ပြန်နေ့လယ်3နိုင်လောက်နောက်ဆုံးထားပြီးလာခဲ့ပြီးပို့ကျွန်တော်ဘက်ကမေတ္တာရက်ခံချင်ပါတယ်။ကျွန်တော်စီမှာ 1x နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အသွင်းထုတ်တွေလုပ်လို့ရရတယ်။ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram သို့မဟုတ် ဖိုင်ပေါက်လာခဲ့လို့ရတယ်ကျွန်တော် grand လောက်တာဆိုတော့ကြောင်းမလို့တရားရကန်လုံးစိတ်ချယုံကြည်လို့ရပါတယ်ဗျဆိုတော့ပွဲလေးကြောင်းသွားလိုက်ရအောင်အစင်းတိုင်းလေးပဲကျွန်တော်တရားလေးကိုရှင်းပြပေးသွားမယ်တိုတယ်6ပွဲယူထားတယ်အဲ့ဒီ6ပွဲလုံးနိုင်ခဲ့ရင်ကျွန်တော်တို့နှစ်ဆမောင်းနိုင်မှာဖြစ်ပါတယ်ပထမဆုံးပွဲကဘာစီလိုနာပွဲဘာစီလိုနာပွဲမှာဆိုရင်ဘာစီလိုနာကနိုင်နာနဲ့ရပြီဘာကြီးမှမပါဘူးတကူအတာနဲ့နိုင်နာနဲ့ကိုကျွန်တော်တို့နိုင်ပြီလို့ဆိုလို့ရပါတယ်ဒုတိယပွဲဘိုင်းယန်နဲ့ဒေါ်မွန်ပွဲအာဒီမှာဆိုရင်ကျွန်တော်တို့ကဂိုးပေါ်တလုံးအရှုံးဆိုတဲ့ကြီးနေယူထားတာ ဘိုင်ယန်နဲ့ဒေါ်မွန်းရဲ့ပွဲမှာဘယ်ဘက်ကပဲကိုသွင်းသွင်းကိုသွင်းသွင်းတိုတယ်နှစ်ကိုးဆိုတာနဲ့ကျွန်တော်တို့ကနိုင်ပါပြီခင်ဗျတတရပွဲ50ပွဲ50နဲ့ဟန်ဘတ်ပွဲမှာဆိုရင်လေဂိုးပေါ်တလုံးအရှုံးဆိုတဲ့ဂျင်းနဲ့ဂိုးပေါ်နေထားတာဖြစ်ပါတယ်ဆိုတော့50နဲ့ဟန်ဘတ်နဲ့ပွဲမှာဆိုရင်လေဘယ်ဘက်ကပဲကိုသွင်းသွင်းကိုသွင်းသွင်းတိုတယ်နှစ်ကိုးဆိုတာနဲ့ကျွန်တော်တို့ကနိုင်ပါပြီ Nottingham Forest နဲ့ Chelsea နဲ့ပွဲမှာဆိုရင် Chelsea က Nottingham Forest ကိုနှလုံးအရှုံးဆိုတဲ့ ဲ့ဒါနှလုံးအရှုံးဆိုတဲ့ဂျီးနဲ့ဂျီးပေးထားတာကိုကျွန်တော်တို့က Notian Forest ဘက်ကနေနေထားတာဆိုလိုချင်တာကချက်စီးက Notian Forest ကို၃ခုအပြက်နိုင်တယ်ဆိုမှကျွန်တော်တို့ကရှုံးမှာဖြစ်ပါတယ်။ဟောချက်စီးဘွဲကချက်စီးက Notian Forest ကို၃ခုအပြက်နိုင်လို့မရဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။၅ဘွဲမြောက် Villaria နဲ့ဘတ်တစ်ဘွဲဒီမှာဆိုရင်လဲ Villaria ကဘတ်တစ်ကိုနှလုံးအရှုံးဆိုတဲ့ဂျီးနဲ့ဂျီးပေးထားတာကိုကျွန်တော်တို့ကဘတ်တစ်ဘက်ကနေထားတာဆိုလိုချင်တာက ဗီလာရီယက်ကဗတ်တစ်ကို၃ခုအပြတ်နဲ့နိုင်သွားရင်ကျွန်တော်တို့ရှုံးပဲဆိုတော့ဗီလာရီယက်၃ခုအပြတ်နဲ့နိုင်လို့မရဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်နောက်ဆုံးပွဲမန်စီးတီးနဲ့အေဗာတန်ပွဲဒီမှာဆိုရင်ဂိုးအောက်၅လုံးအရှုံးဆိုတဲ့ကြီးကိုကျွန်တော်တို့ကဂိုးအောက်နေထားတာပါဆိုလိုချင်တာကမန်စီးတီးနဲ့အေဗာတန်ပွဲတိုတယ်စုစုပေါင်းအတွင်းကို6ခုတွေမသွားဘူးဆိုရင်ကျွန်တော်တို့နိုင်ပါပြီဆိုတော့ဒီ6ပွဲလုံးအနိုင်ရခဲ့မှဆိုရင်ကျွန်တော်တို့ဒါနှစ်ဆမောင် ပေါ်လုံး online နဲ့စမောင်းအနေရရှိမှာဖြစ်ပါတယ်ခင်ဗျာနှစ်စမောင်းကနိုင်ဖို့ရတိုင်းတော့ chance တော်တော်လေးများပါတယ်လက်ရှိကျွန်တော်ဒါဖန်တီးရလဲ6ချောင်းမျိုးဖြစ်သွားပြီးအရှိမ5ချောင်းမျိုးမှာ5ချောင်းစလုံးနိုင်ရခဲ့ရတယ်ဆိုတော့တရရကန်တို့သိချာမျိုးတော့မဟုတ်ဘူးပေါ့လေမရှုံးနိုင်ဘူးတော့မဟုတ်ဘူးကျွန်တော်လက်ရှိရွေးထားတဲ့ကြီးတွေကနိုင်ဖို့ရကန်တို့တော်တော်လေးများတယ်အဲ cancel ပြီးတော့ရှုံးနိုင်ကြီး chance ဆိုတာကပမာဏအနည်းငယ်လေးပဲရှိတယ်ပေါ့လေ ဒါကြောင့်မလို့ကျွန်တော်ကတော့ light train ကြီးဖို့အကြံပြုပါတယ်အဲကိုရန်ဆော့မယ်ဆိုရင်ကျွန်တော်တို့ 1x မှာကိုရန်အကောက်ဖွင့်ပြီးတော့ဆော့လို့ရတယ်လို့အဲကိုရန်မဆော့ခြင်းဘူးအလို့ရှုပ်တယ်ကျွန်တော်ကပဲဆော့ပေးပါဆိုပြီးတော့လည်းပြောလို့ရပါတယ်ကျွန်တော်လက်ရှိအခုပြတာတဲ့ Telegram နံပါတ်သို့မဟုတ် Fiber နံပါတ်ကိုလာခဲ့ပြီးပါအဲ့ဒါမှကျွန်တော်ကိုရန်ရှိတယ်ကျွန်တော်ဆော့ကန်လို့ရတယ်ဒါမှမဟုတ်ကိုရန်အကောက်ဖွင့်ပြီးတော့ ကိုရန်ဆော့မယ်ဆိုရင်လည်းကိုရန်ဆော့လို့လည်းရပါတယ်ကျွန်တော်တို့ဒီ 1H မှာဆိုရင်ရွေးချယ်စရာအများကြီးရှိတယ်ကြေးပေါင်းစုံနီလန်းပေါင်းစုံနဲ့အာဆော့ပါတော်တော်လေးလေးအဆင်ပြေရပါလိမ့်ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဖိတ်ခေါ်ပါတယ်အလုံးပဲ welcome ပါ channel လေးကိုလည်း like follow လုပ်ထားပြီးပါကျွန်တော် comment မှာ Telegram channel link လေးချထားပေးမယ် Telegram channel တွေကိုလည်း join ထားလို့ရပါတယ်ကံကောင်းပါစီဗျ